မင်္ဂလာပါရှင်ခရစ်တက်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးစစ်တမ်းနဲ့တော်လည်ရင်အင်အားစုများတိုက်ပွဲဆဖြစ်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တရုတ်ဂျာဝင်ညှိနှိုင်းမှုဖြင့်မန္တလေးတိုင်းမိုးကုံမြို့ကစစ်တပ်ပြောင်းဝင်လာပြီးနောက်ဇန်နဝါရီနှစ်ဝင်မာလာ30ရက်နေ့ညနေ9:00နာရီဝန်းကျင်မှစပြီးတော်လည်ရင်အင်အားစုများနဲ့တိုက်ပွဲဖြစ်ပွားနေကြောင်းကနဦးသိရပါတယ်တောင်းတန်ဤတာဆုံမှုကြောင့်တော်လည်ရင်အင်အားစုများမှမိုးကုံမြို့မှာဆုတ်ခွာပေးပြီးမြို့ပြင်မှာနေရာယူထားခြင်းစစ်တပ်ဘက်က ထက်ရှိတူလာတဲ့အတွက်မြို့အနောက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါတယ်။တိုက်ပွဲဆဖြစ်ပြီး TNL မဆုံသေးဘူး။ရန်သူတူလာလို့ဖြစ်တာလို့အခြေအနေကိုတည်ရှိသည့်မြေပြင်စည်းရဲတရင်ချင်းမြစ်တအူးကပြောပါတယ်။မွန်ကောမြို့တိုက်ပွဲဖြစ်သည့်ဆိုသည့်အသေးစိတ်အခြေအနေများကိုကျမတို့ channel ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။တောင်အောင်တထင်ကျုံထားသည့်ပြည်ဦးလင်တောင်ချုံမွန်ကောလမ်းမစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များကိုတင်ဆောင်လာသည့်ကားရမ်းများမှနိုဝင်ဘာလ28ရက်နေ့ညနေခင်းကမွန်ကောမြို့သို့ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ တဆန်နဲ့ဆက်ခွန်စစ်စင်ရေးဒုတိယပိုင်းမှာတီအန်လန်လေးနဲ့တော်လန်ရေးပူပေါင်းတပ်များကမိုးကုံမြို့ကိုသိမ်းပိုင်းနိုင်ခဲ့ပြီးနောက်တနေ့ကျော်အကြာတရုတ်ဖီးအားကြောင့်မြို့ကိုစစ်တပ်ထံပြန်လည်လှည့်ပြောင်းပေးခဲ့ရသည့်အခြေအနေဖြစ်လာပါသည်။တရုတ်အစိုးရ၏ဂျာဝင်ညှိနှိုင်းမှုကြောင့်စစ်တပ်နဲ့တီအန်လန်လေးတို့ကြောင့်ကိုယ်ချိန်များဆွေးနွေးမှုအပြီးအော်တိုဘာလ29ရက်နေ့မှာစတင်ပြီးနှစ်ဖက်တပ်များရောက်တည်နေရမှာအပြစ်ရရန်သဘောတူညီခဲ့ကြပါသည်။ တဆန်နဲ့ဆက်ခွန်စစ်စင်ရေးမှာတီအန်လန်လေးနဲ့ပူရွက်တိုက်ပွဲဝင်ခဲ့သည့်တော်လန်ရေးတပ်များကမိုးကုံနဲ့မုံမိတ်မျိုးတို့အားကာကွယ်မယ်လို့ရခိုင်လကုံပိုင်းကထုတ်ဖော်ပြောကြားခဲ့ပေမယ့်တီအန်လန်လေးတောင်းဆိုမှုကြောင့်စစ်တပ်မျိုးတဲ့တို့မဝင်လာမီနိုဝင်ဘာလ28ရက်နေ့မှာတော်လန်ရေးအင်အားစုများကမျိုးပြင်းတို့ဆုတ်ခွာခဲ့ရပါတယ်ရှင်ဆလဘီမြင်းချံမြို့နယ်မှာပြည်သူ့စေကောင်းဆောင်တိလာကျွမွန်အဖွဲ့မှပြူစောတိများလိုက်ပါလာသည့်ကားကိုကြားဖြတ်တိုက်ခတ်မှု၅ဦးတင်ဆောင်ပြီးတနက်၃လနဲ့ခရယံများတင်စီရရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် န္တလေးတိုင်းမြင်းချက်မြို့နယ်မှာပြည်သူစေကောင်ဆောင်တိလာယုမွန်အဖွဲ့မှပြူစော်ထင်းများလိုက်ပါလာသည့်ကားကိုကြားဖြတ်တိုက်ခိုက်ရန်ငါးဦးပွဲချင်းပြီးတင်ဆောင်ပြီးတနက်3လနဲ့ခရမ်းများတင်စီရရှိခဲ့ကြောင်းပခောက်ကူမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ပကဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မိုင်းကပြောဆိုပါတယ်နိုဝင်ဘာလ29ရက်နေ့မှာမြင်းချံမြို့နယ်ပြည်သူ့စေကောင်ဆောင်တိလာယုံမော်မှာ ပြစတိရဖွဲ့များလိုက်ပါလာသည့်ကားကိုပခောက်ကူစပယ်ဆယ်တပ်ဖွဲ့ပခောက်ကူမျိုးနဲ့တရင်တဲမရဲဘော်ဒီနေရဲဘော်တပ်ဘူးဦးဆောင်သည့်အဖွဲ့ကညောင်မြင့်ချန်လမ်းမိုက်တနီယာအယောင်မှဈာဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုတိုင်ခံမှုအတွင်ပြူစောတိငါဥပွဲချင်းမိတေဆုံကជីဖောတနတ်တလန်ကာပိုင်နှလန် GM များပြသိစီရရှိခဲ့ကြောင်းတိုက်ခတ်မှုပြုလုပ်ပြီးနောက်တော်လရင်တပ်ဖွဲ့များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ပါလာတဲ့900လုံးကအကုန်သေးတာစစ်ခွေး900ကနေရာမှာဒီပွဲချင်းမိတေဆုံပါတယ် စစ်ကောင်မရှင်အနေနဲ့ပြည်သူတွေမကြည်ပြူဘူးဆိုရင်ဘယ်နေရာမှာပဲနေနေလုံခြုံမှုမရှိဘူးဆိုတာကိုအတိပေးချင်ပါတယ်ဟုပခောက်ကူမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖားမသတင်းပြန်ကြားရေးတာဝန်ခံရဲဘော်မိုင်းကပြောဆိုပါတယ်ရှင်ဆလပင်တရုတ်ပြည်အခြားကတန်အောင်တန်နဲ့နှွေဦးတော်လိုင်းရဲ့တပ်ဖွဲ့တွေရဲ့ဆက်ဆံရေးဆွဲတဲ့တင်ဆက်ပေးမှဖြစ်ပါတယ်တရုတ်ရဲ့ဂျာဝင်မှုကြောင့် မော်ကုံနဲ့မုံမိတ်မျိုးကိုတအောင်တက်မလို့တရားလမ်းလေးကစစ်ကောင်စီကိုပြန်လည်လွှဲပြောင်းပေးရတာဟာတအောင်တက်နဲ့နှွေဦးတော်လိုင်းရဲ့တပွဲတွေကိုစစ်ကောင်စီကဆက်ဖြတ်လိုက်တာဖြစ်ပါတယ်။ဒါအပြင်စစ်ရေးနိုင်ငံရေးဖိအားကြမှာတအောင်တက်ကတရွတ်အလိုချလိုက်ရောပေးခဲ့ပြီးမော်ကုံနဲ့မုံမိတ်မျိုးကိုစစ်ကောင်စီထံပြန်လွှဲပေးကစစ်ကောင်စီနဲ့အပြည့်ရဖို့သဘောတူညီခဲ့တယ်လို့သုံးသပ်ရပါတယ်။ဒီအပြည့်ရမှုမှာစစ်ကောင်စီနဲ့တောင်းတအကြောင်းသူညီချက်အသေးစိတ်ကိုမတိရပေမယ့်စစ်ကောင်စီပြုတ်ကြမှာကိုမလိုလားတဲ့တရုတ်ဘက်က အပြည့်ရဖို့ကြောင်းဝင်ပေးခဲ့တာဖြစ်လို့ຫນွေဥတော်လန်ရေးတက်တွေကိုကုညီထောက်ပံ့မှုတွေကြံတန်းမှုဆိုတဲ့အရေးကြီးတဲ့အချက်ပါနိုင်ပါတယ်။တောင်တဟာဆရာနာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာတဲ့ຫນွေဥတော်လန်ရေးတက်တွေကိုစစ်တင်နှံပေးတာလက်နက်တပ်ဆင်ပေးတာတွေပြုလုပ်ခဲ့ပါတယ်။ ဒါအပြင် PDF တွေကိုစီရဲအတွေ့အကြုံကြောင့်အတူရကွာတိုက်ပွဲဝင်ခဲ့ပြီးမြို့တင်းတိုက်ပွဲတွေအထိတောင်တက်က PDF တွေနဲ့အတူပါဝင်တိုက်ခိုက်ခဲ့ပါတယ်။အထင်ရှားဆုံးပြောရရင်ဆံမြောင်းနဲ့မန္တလေးတိုင်းအဆက်ကဒပိတ်ချင်းစင်ကူနဲ့မရေယာမြို့တင်းတိုက်ပွဲတွေဟာတည်ရလန်လေးနဲ့ပူပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေရဲ့စီရဲအောင်မြင်မှုတွေဖြစ်ပါတယ်။ မန္တလေး PDF တန်နုတက် DPN လေးနဲ့မောကောပြူဟာစားတဲ့ຫນွေဥတော်လိုင်းရဲ့တက်တွေကို TNL လေးကစတင်နှံပေးပြီးလက်နဲ့တဆင်ပေးကအတူတကွာတိုက်ပွဲဝင်တဲ့တက်တွေအပြေလူတီများပါတယ်။မောကောနဲ့မိုမိတ်လက်လွှဲလိုက်တဲ့အပေါ် PDF တက်တွေပါပြောလိမ့်။ပြီးခဲ့တဲ့ຫນွေမလာ29ရက်ကစပြီးတရုတ်နိုင်ငံရဲ့ဂျောင်းဝေမှုကြောင့်စစ်ကောင်စီတက်တဲ့ TNL လေးတို့အပြည့်ရဖို့သဘောတူညီခဲ့ပြီးတအောင်တက်ကမောကောနဲ့မိုမိတ်မြို့နယ်ကိုစစ်ကောင်စီတန်းပြလွှဲပြပေးဖို့သဘောတူညီခဲ့ပါတယ်။ ။ဒါကြောင့်မြို့အလွယ်အပြားအတွက်မိုးကုန်းနဲ့မိုးမေအခြေဆိုင်တော်လန်ရေးတပ်တွေကိုခေါ်ယူသွေးဆောင်ပြီးမြို့ရင်းကနေစုခွာပေးဖို့အတိပေးတာတွေတောင်းတဖက်ကပြုလုပ်ခဲ့ပါတယ်။နိုဝင်ဘာလ29ရက်ကစပြီးမိုးကုံနဲ့မိုးမိတ်မြို့ပေါ်မှာ PDF တပ်တွေမရှိတော့ဘဲမြို့တွင်းကနေစုခွာသွားကြောင်းမိုးကုံမြို့တွင်မှနေထိုင်သူတအူးကပြောပါတယ်။ PDF တွေအကုန်ဆုတ်ပြီးမြို့ထဲမှာပင်ခွဲမှမရှိတော့ဘူး။ တောင်းတရဲ့အပြည့်ရမှုအပေါ်တော်လိုင်းရဲ့တပ်ဖွဲ့တွေဘက်ကအမြင်အမျိုးမျိုးရှိကြပြီးဝေဖန်ကြတဲ့တော်လိုင်းရဲ့တပ်တွေရှိသလိုတောင်းတရင်ဆိုင်နေရတဲ့အခက်အခဲကိုစာနာနာလေးကြောင့်ပြောတဲ့တော်လိုင်းရဲ့တပ်ဖွဲ့တွေလည်းရှိပါတယ်တီယန်လန်လေးကကျွန်တော်တို့တပ်ဖြစ်ရာကုညီဆောင်ရွက်ပေးခဲ့တာပါတီယန်လန်လေးမရှိရင်ကျွန်တော်တို့တပ်ဖြစ်လာစရာအကြောင်းမရှိဘူးဆိုပြီးမိုးကုတ်တိုင်ပွဲမှာတီယန်လန်လေးနဲ့အတူပါဝင်တိုက်ခိုက်ခဲ့တဲ့တော်လရင်တပ်ဖွဲ့ဝင်တအူးကပြောပါတယ်နောက်ထပ်တော်လရင်တပ်ဖွဲ့ဝင်တအူးကတော့မြို့ပြန်ပေးတာလူလူရော PDF ရောမကျေနပ်ဘူးလို့ဆိုပါတယ် မျိုးအလွဲပြန်ပြုလုပ်နေတဲ့ကာလအတွင်း PDF တပ်တွေအနေနဲ့ကြီးမဖောင်းဖို့ TLN လေးဘက်ကခေါ်ယူတွေ့ဆုံပြီးပြောဆိုခဲ့တဲ့အကြောင်းတော်လရေးတပ်တွေကပြောပါတယ် TLN လေးရင်ဆိုင်နေရတဲ့တရုတ်ပြည်အောင်တရုတ်မြန်မာနယ်စပ်မှာအခြေဆိုင်တဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာလူမှုတွေရည်တည်ရေးအတွက်အပြင်တပ်ဖွဲ့ရည်တည်ရေးအတွက်ပါတရုတ်နိုင်ငံအပေါ်မိကွန်းနေရပါတယ်။ဒါကြောင့်တရုတ်နိုင်ငံကိုလွန်ဆန်ဖို့ခက်ခဲနေပြီး တရုတ်အလို့ကြားလိုက်ရောပေးခဲ့ရတာတွေရှိပါတယ်။မြန်မာနိုင်ငံမှာအကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ Water Force UWSA ဟာတရုတ်ရဲ့ဖိအားကြောင့်၎င်းတို့ရဲ့မဟာမိတ်တပ်တွေဖြစ်တဲ့ DLN လေး MNDAA SLPB တပ်တွေကိုစစ်ရေးအကူအညီမဲ့ပေးတော့ကြောင်းထုတ်ပြောခဲ့ရတဲ့အတိတရုတ်ရဲ့ဖိအားကပြင်ထန်ခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလကလည်း UWSA ကိုတရုတ်ကခေါ်ယူတွေ့ဆုံတဲ့ပူအမျိုးအစည်းအဝေးရဲ့မှတ်တမ်းဟာစစ်ကောင်စီပြုတ်ကြမှာကိုတရုတ်ဘက်ကမလိုလားဘူးဆိုတာပုံမြင်သားစေခဲ့ပါတယ်။ရှမ်းမြောက်ခြေဆိုင်ကိုကန်တဲ့ MNDAA ကလည်းတရုတ်ဖိအားရှိနေခြင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့စစ်ရေးနိုင်ငံရေးပူးပေါင်းမှာမဟုတ်ဘူးလို့ပြီးခဲ့သည့်2024ခုနှစ်မှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ။ဒါအပြင်တရုတ်နိုင်ငံရဲ့ဂျာဝဲမှုနဲ့၎င်းတို့ထိန်းချုပ်ထားတဲ့လာရှိုမျိုးကိုပါစစ်ကောင်စီတပ်ထံပြန်လွှဲပြပေးခဲ့ရပါတယ်။မုံကုံနဲ့မုံမိတ်ကိုစက်ကောင်စီထံပြန်လွှဲပေးပြီးအပြည့်ရဖို့သဘောတူညီခဲ့တာဟာတရုတ်ရဲ့ပြင်ထန်တဲ့ပြည်အားကိုတအောင်တပ်ဖက်ကရင်ဆိုင်နေရတဲ့အခြေအနေလို့သုံးသပ်ရပါတယ်။ တဖက်မှာလည်းတောင်တဖက်ဝင်နေစစ်ပန်းနာလက်နက်ခရင်အကန့်အသတ်ရှိနေတာကြောင့်လည်းစစ်ကောင်စီနဲ့အပြည့်ရဖို့သဘောတူညီကြရတဲ့အချက်တွေဖြစ်နိုင်ပါတယ်။ဒါအပြင်တောင်တဟန်ဆမ်းမြောက်မှာ၎င်းရဲ့မဟာမိတ်တပ်တွေဖြစ်တဲ့ရှမ်းတက် SPB နဲ့ကချင်တက် KIA တို့ကြောင့်နေမြေပြဿနာတွေကြောင့်လည်းပါဝင်ပါတယ်။နောက်တစ်ချက်ကတော့ PDF တပ်တွေကိုဥဆောင်နေတဲ့ NUG ဟာစစ်ကောင်စီကိုပြိုလဲစေနိုင်တဲ့စီးရဲနိုင်ငံရေးဖိအားတွေကိုလက်တွဲအကောင်အထည်မှာဖော်နိုင်တာကြောင့်ပါ PDF တပ်တွေကိုတည်ရလက်လေးလက်တွဲဖြုံမှလား တရုတ်နိုင်ငံဟာစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ PDF တပ်တွေကိုဦးဆောင်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုအနောက်နိုင်ငံနဲ့ရင်းနှီးအဖွဲ့အဖြစ်သတ်မှတ်ထားပြီးထိနေဆက်ဆံမှုမလုပ်ခဲ့ပါဘူး။ဒါကြောင့်ဆံမြောင်ရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပြင် PDF တပ်တွေကိုစီးရဲအကူအညီထောက်ပံ့တာတွေမလုပ်ဖို့တရုတ်ဘက်ကတတိပေးတာတွေမကြာခဏပြုလုပ်ခဲ့ပါတယ်။လက်ရှိမှာတောင်းတဟာတရုတ်ရဲ့ဂျာဝဲမှုကိုလက်ခံပြီးစစ်ကောင်စီနဲ့အပြည့်ရလိုက်တာကြောင့် PDF တပ်တွေနဲ့လက်တွဲတာကို ခေတ္တရပ်ဆိုင်ရမယ့်အခြေအနေလို့သုံးသပ်ရပါတယ်ရှင်။